ရုပ်ရှင်ပြီးတော့ကောင်းတဲ့မိကောင်လေးအပေတကားမိတဲ့ဆိုတာဘာကိုပြောတာလဲဖေဟာဟုတ်ပြီအပေ၄ပါးကိုအရင်ဆုံးသိရမယ်ငရေတလေးဆန်ပြိတအတုတကယ်အဲ့ဒါဒီအပေ၄ပုံအပေ၄ပါးလို့ခေါ်တယ်ပုထုဇဉ်တယောက်သေဃာနီးမှာဂတိ၅မျိုးထင်တယ်ဒေဝမနုဿအနိရယနဲ့ပေတတလေးဆန်လာယံအတိ၅တန်သောဂတိပုထုဇဉ်တယောက်သေဃာနီးမှာရောက်နိုင်တဲ့ဘုံဌာနာ 5မျိုးအဲ့ဒီ5မျိုးထဲမှာကျင်းနေပေါ့များသောအားဖြင့်လူတသိမ်းမှတသိမ်းမှတသိမ်းဒီပါရောက်နိုင်တဲ့ဘုံကအပယ်လေးပါဒါကြောင့်ပါဠိထောက်ကဆတ်တာတော့အပါယတကကေဟာတတိတာဆိုတာအပယ်လေးပါသည်ပုထုဇဉ်တို့ရဲ့အမြဲတမ်းသွာလာနေထိုင်ရတဲ့နေအိမ်ပဲလူဘဝကိုရောက်လာတဲ့ပုထုဇဉ်ဖြစ်နေတည်တဲ့ဒီကိုပြန်ရောက်တယ်ဒါဆိုအဲ့ဒါကိုဘယ်လိုခံမနိုင်လဲလို့မေးရင် လူတယောက်ဟာတေဃာနီးမှာတေဃာနီးမှာအကုသိုလ်ကိုဆွဲပြီးတော့တည်ရင်ဝါအကုသိုလ်များတည်ရင်အပင်လေးပုံရောက်တယ်လူတွေဟာတေဃာနီးမှာကိုယ်ခန္ဓာကိုမတည်ခင်နဲ့ကလည်းချစ်တယ်တေဃာနီးမှာကိုယ်ခန္ဓာကိုဆွဲလန်းပြီးတော့ကိုယ်ခန္ဓာကိုဆွဲလန်းပြီးတဲ့ပြီးတဲ့အတွက်တေရမှာကိုကြောက်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းအပယ်လေးပါးတပုံပုံရောက်တယ်နောက်တစ်ခါ တေဂာနီးမှာကိုရှာပွေထားတဲ့စီးစဉ်ဥစ္စာနဲ့သာသမီခင်မွန်းလင်းတဲ့စသည်တွေကိုဆွဲလန်းပြီးတော့တေတဲ့ပုဂ္ဂိုလ်ကလည်းအပေလေးပါတဘာဘာကိုကျင်းနေပါရောက်တယ်အဲ့ဒါအင်ဂုတ်တို့ပါဠိတော့နောက်တစ်ချက်ကခန္ဓာမတိအာရဏမတိဓမ္မတိပရိစ္ဆေသုံးပတ်မတိအရှုကံမတိအရှုညာမတိတမထဝိပဿနာအကြောင်းအကျိုးပရိစ္ဆေသုံးပတ်ဘာမှမတိဘဲနဲ့ငါခန္ဓာကိုယ်ကြီးတရားတော်မှာပါလားကြောက်လိုက်တာငါနှိမ့်ဆက်နေတာမတိဘူး ငါမြဲတမ်းဓာကြီးခံတာဘယ်လိုလုပ်ပါမလဲဆိုပြီးကြောက်လန့်ပြီးတော့တည်တဲ့ပုဂ္ဂိုလ်များအဲ့ဒီ၄ရောင်အဲ့ဒီပုံစံနဲ့တည်တဲ့ပုဂ္ဂိုလ်တိုင်းပုထုဇဉ်တိုင်းသည်တည်တာနဲ့ငရေတလိษံပြိတာအတူတကဲတပုံပုံရောက်တယ်။ဒါဆိုအရှင်မြတ်ဘယ်လိုတည်တာလဲလို့မေးရင်လူတွေဟာနေတဲ့အချိန်တုန်းကပျော်ပျော်ပါပါနဲ့ဇာကတောက်ခရောင်းကဝဲကသွားကလာကဟိုနိုင်ငံဒီနိုင်ငံဟိုအလုပ်ဒီလုပ်နဲ့ပျော်ပျော်ပါပါမော်မော်ကြွားကြွားနဲ့နေနေတာ။ သို့တော့တေဂာနီးအချိန်မှာကြာတော့အဲ့ဒီတေရမဲ့ပုဂ္ဂိုလ်ဒီကိုသွားရမဲ့ဂတိဆိုတဲ့လာရပုံကိုသူကိုယ်တိုင်မြင်သွားတာဆိုကြပါဆိုအခုလူတယောက်ကတေရတော်မဲ့အချိန်မှာသူတေရင်ရောက်ရမဲ့နေရာကတလိဆန်ပုံဆိုသူမရောက်မရောက်ရဲတော့သူကြောက်သွားပြီအဲ့ဒီမှာသူကြောက်ပြီးတော့ငိုတာပဲအဲ့ဒီမှာသူကြောက်ပြီးတော့လန့်သွားတာပဲအဲ့တော့လူဟာတေဂာနီးမှာ နမိတ်ထင်တာလေအဲ့ဒီထင်တဲ့နမိတ်ဒီ အခုနကငရဲတလိမ့်ဆန်ပြိတ္တာအတုရကဲဆိုတဲ့ဘုံတပေါင်းကိုသူ့ကိုသူ့ကိုယ်တိုင်မြင်ရပြီးတော့ကြောက်သွားတာအဲ့ဒီလိုကြောက်သွားတဲ့အတွက်ကြောက်ပြီးတော့တေးရတာဟုတ်လို့အပယ်လေးပုံကိုရောက်တာပဲဒါဒီမိကုံးကစိတ်တန်နုပသနာနဲ့ပတ်သက်ပြီးတော့မေးတဲ့မိကုံးပဲဓမ္မကျတော့စိတ်ကိုရှိပါမယ်အဲ့တော့စိတ်တန်နုပသနာကိုနားလည်လို့ရှိရင်ဓမ္မကရှိပါတာအလွန်မတန်မှလွယ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ယင်ဧကံစိတ်တန်တမာယုတံစိတ်ဖြစ်တယ်ဟုတ်ပြီ အဲ့ဒီဟရိယဝတ္ထုမှာစိတ်တည်နှစိတ်ပြိုင်မပေါ်ဘူးလောဘစိတ်ဖြစ်တယ်ဒေါသတိမ်မဖြစ်ဘူးဒေါသဖြစ်တယ်မေတ္တာပို့ခြင်းနဲ့စိတ်မဖြစ်ဘူးစိတ်ကတစိတ်ပဲဖြစ်တယ်အဲ့ဒါကိုနားလည်လို့ရှိရင်ဒီတစိတ်ဖြစ်နေတဲ့အချိန်မှာနောက်စိတ်မပေါ်ဘူးရှေ့စိတ်ကဒေါသစိတ်ဆိုလို့ရှိရင်နောက်ကနေပြီးတော့ဒေါသစိတ်ပါလားလို့သိလိုက်တဲ့အတိုင်းပြန်တယ်ရှေ့ကဒေါသစိတ်ကအပြဲနောက်ကသိတဲ့ဉာဏ်ကမဲ့အဲ့ဒါကရိုးရိုးသိတာ ဒေါသစိတ်ဒေါသစိတ်လို့နောက်ကနေတိပြီးတော့ဒေါသစိတ်မရှိတော့ပါလားလို့ပိုင်မနေနေဆုံးဖြတ်ချက်ချနိုင်ရင်မဲ့ခင်၅ပါးနဲ့မြင်တာရှေ့ကဒေါသဒီကိုကိုနှောက်ရှက်ဖို့ပေါ်တဲ့ဒေါသသို့တော့ကိုကဒေါသဟာငါ့ကိုနှိပ်စက်မှာပဲလို့တိလိုက်တဲ့အတွက်ဒေါသစိတ်ကကိုကိုမနှောက်ရှက်နိုင်တော့ပဲနဲ့မဲ့ကုစုပြီးပြီးတော့သူကပြက်သွားပြီးတော့ဒုက္ခသစ္စာဖြစ်နေပြက်ဆုံးပေးရတာအဲ့ဒီဒေါသနောက်မှာလိုက်ပြီးတော့ပေးမဲ့ဥပါဒံကံကတမှုရိယသစ္စာအနေနဲ့တိပေးရတာ မုဒိယသစ္စာတေးပြီးရသူတို့တေးပြီးတဲ့အတွက်နိရောဓသစ္စာကိုဝါရတာအဲ့ဒါကရှုစဲမှရတာဒါဆိုဟုတ်ပြီစိတ်ကလည်းရှေးကစိတ်ကလည်းမပေါ်လို့မရဘူးဒီအာယုန်นี่မပေါ်လို့မရဘူးဒီအာယုန်นี่ပေါ်မှာအရှုဉဏ်ဆိုတာနောက်ကလိုက်တာဒီအာယုန်မပေါ်ဘဲနဲ့အရှုဉဏ်မပေါ်ဘူးဒါကြောင့်အရှုဉဏ်တိအရှုခံကိုပေါ်မိပြီးတော့ဖြစ်ရတာအရှုဉဏ်တက်တက်မပေါ်ဘူး အရှုခံရှေ့ကအရှုခံသည်အခုစိတ်ကူးယင်နေဆိုစိတ်ကူးယင်နေအကြောင်းအရာကမပါမလာသေးဘူးမဖြစ်သေးဘူးစိတ်ကူးယင်နေအထေဝတ္ထူရာမဖြစ်သေးဘူးသူကလှမ်းစိတ်ကူးယင်တာသို့တော်စိတ်ကဖြစ်နေပြီစိတ်ကူးယင်တာစိတ်ကဖြစ်နေတဲ့အတွက်အကြောင်းအရာမဖြစ်ပေမဲ့စိတ်ကူးယင်တဲ့စိတ်ကဖြစ်နေတဲ့အတွက်ဘုံဘုံတော့ဘယ်လိုလုပ်ရမလဲဆိုမေးရင်ငါစိတ်ကူးယင်နေပါလားလို့တိပေးလိုက်တိပေးလိုက်တာတပြိုင်တည်းစိတ်ကူးယင်တဲ့စိတ်ကဟဲ့ဒီဟရိယဝတ္ထုမှာပေါ်လာတယ် လောဘနဲ့ယဉ်နေတယ်ဒေါသနဲ့ယဉ်နေတယ်မောဟနဲ့ယဉ်နေတယ်ဟဲ့ခရီးယောက်တို့မှဖြစ်နေတယ်အဲ့ဒါကိုနောက်ကစိတ်ကအော်ငါစိတ်ကူးယဉ်နေပါလားလို့သိလိုက်တဲ့နဲ့တပြိုင်တည်းစိတ်ကူးယဉ်စိတ်ပါလားလို့သိလိုက်တဲ့နဲ့တပြိုင်တည်းရှေ့ကစိတ်ကူးယဉ်နဲ့စိတ်ကအပြဲနောက်ကတိတဲ့ညံကမဲ့နောက်ကညံကိမ့်သွားတာရှေ့ကရှေ့ကအပြဲနောက်ကမဲ့နောက်ကညံကိမ့်တာအဲ့ဒါကိုငါစိတ်ကူးယဉ်နေပါလားလို့တော့မဟုတ်ဘူးနော်စိတ်ကူးယဉ်စိတ်ပါလားလို့သိပြရမှာ तू ကစိတ်လို့သိပြရမှာ ဲ့ဒါဆိုရင်ရှေ့စိတ်ကပြက်သွားရောနောက်စိတ်ကအတိနဲ့ကြံခဲ့တာပြီးတော့မှရှေ့စိတ်ကရှေ့စိတ်ကဖြစ်ပြဲနောက်စိတ်ကတိပြက်တစ်ချက်တည်းနဲ့နှစ်ချက်သွားလာနောက်တစ်ခါ ဖြစ်ပေါ်ပြီးသားစိတ်တွေကိုရှုလို့ရလားဆိုတော့အဲ့ဒါတော့ရှုလို့မရအောင်မနေ့တုန်းကဒေါသဒီနေ့ပြန်ရှုလို့မရဘူးအဲအခုနကဖြစ်ခဲ့တဲ့ဒေါသအခုပြန်ရှုလို့မရဟုတ်ပြီအဲ့ဒီဒေါသကတစ်ခါနောက်တစ်ခါအော်ငါမနေ့တုန်းကရန်ဖြစ်ခဲ့တာပဲဘသူနဲ့စကားများခဲ့တာပဲအိမ်သားနဲ့အဆင်ပြေခဲ့တာပဲဆိုတာကိုပြန်တွေးမိလို့ချင်းအော်တွေးမိတဲ့စိတ်ပါလားလို့သိလိုက်စိတ်ကိုစိတ်ပဲလို့သိရင်တက္ကရာဒိဋ္ဌိစင်နဲ့စိတ်ပြတ်ထောင်ကိုသိရင်တတ္တရာဒိဋ္ဌိစင်နဲ့အမှန်တမ်းသိတဲ့ ယနေ့ဖုံဖုံသာသနာပြုတဲ့အခါမှာလွယ်ကူချမ်းသာသောသာသနာရေးကိစ္စများကိုပြုလို့ဆောင်ရွက်နိုင်ပါစေခြင်းအကျိုးငါဓမ္မဒါနအမတ္တဒါနနိဗ္ဗာန်အလို့တရားအလို့အတွက်ပါဝင်လူတန်းကြတဲ့အလို့ရှင်များမှာမေတော်နန်းစိမ့်စိမ့်လိုက်မေတော်နီနီလွင်မေတော်ချောစုထွေးတို့ပဲဖြစ်ပါတယ်။၎င်းကုသိုလ်ရှင်တို့သည်ကြောက်ဥစ္စာဖြစ်သောဘေးဥပအန္တရာယ်ယံအသွဲသွဲဒုက္ခအမျိုးမှကင်းလွတ်ပြီးတော့သစ္စာတည်သောဘောဓိဉာဏ်ဤအာကြည်သောဤကုသိုလ်ဤအထောက်ပံ့ဖြစ်ပါစေ။ တော့ဒီနေ့မိထားတဲ့မိကုံးကဘုံဘုံကဘာကြောင့်ဖះကိုကုွယ်တာလဲတဲ့အဲ့ဒါလေးကိုဖြေခင်မှာဗုဒ္ဓဘာသာ၅မျိုးရှိတယ်လို့မှတ်ပါနံပါတ်၁လာဘဗုဒ္ဓဘာသာလက်လို့ခြင်းလို့ဖះကိုကုွယ်တာဝါစီပွားချမ်းသာခြင်းလို့တရဏဂုံယွတ်တာဂုံတော်ပွားတာပရိစိတ်တာအန်တရားနာရစတိပြေပဋ္ဌာန်ယွတ်တာဒီလာလာဘလို့ခြင်းလို့ကုွယ်တော့ယွတ်ဖတ်တော့အဆင့်ဒီလာဘဗုဒ္ဓဘာသာနံပါတ်၂ ဘေးအန္တရာယ်ဒုက္ခမျိုးစုံတို့ကိုကြောက်ရွံ့၍ဘေးအန္တရာယ်တို့ကိုကာတာစီနိုင်ပါစေခြင်းအကျိုးငါဘုရားကိုကိုးကွယ်တာဒီဘုရားဗုဒ္ဓဘာသာနံပါတ်3ကအမိဗုဒ္ဓဘာသာအဖေဗုဒ္ဓဘာသာဘိုးကြီးဘွားကြီးဗုဒ္ဓဘာသာမို့လို့အကျွန်ုပ်တွေလည်းဗုဒ္ဓဘာသာအဖြစ်ခံယူပါသည်မှတ်ပုံတင်ထဲမှာလည်းဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလိုအမျိုးကဗုဒ္ဓဘာသာမို့လို့သမီးကလည်းတားကလည်းဗုဒ္ဓဘာသာဆိုတဲ့ဗုဒ္ဓဘာသာမျိုးကတော့ ကုလဗုဒ္ဓဘာသာအဲ့ဒီဗုဒ္ဓဘာသာကတော့အညံဆုံးအောက်ဆုံးအောက်တန်းသာဗုဒ္ဓဘာသာနံပါတ်1ကဘုရားကိုကိုးကွယ်တာဒီဘုရားရဲ့ဂုဏ်တော်တွေကိုယုံကြည်လွန်းလို့ဘုရားကိုကြည်ညိုလွန်းလို့ကုသိုလ်ကံအကုသိုလ်ကံခွဲခြားပြီးတော့သိတာဘုရားရဲ့ခြေသူကြောင့်အဖေ့ခြေသူအမေ့ခြေသူကိုနားလည်တာဘုရားရဲ့ခြေသူကြောင့်ဆိုပြီးတော့ဘုရားကိုယုံကြည်ကိုးကွယ်တာဒီတတ္တာတိကဗုဒ္ဓဘာသာဒုတိယဒံဗုဒ္ဓဘာသာ ညမတော်ဗုဒ္ဓဘာသာကတော့ဘုရားကိုကိုးကွယ်တာဒီတစ္ဆာတရားကိုဟောပြီးလို့ဝါနိဗ္ဗာန်ရောက်ကြောင်းအကျင့်မြတ်ကိုကောင်းစွာဟောပြီးလို့မဂ်ကင်ရှိပါးကိုကောင်းစွာဟောပြီးတော့ခန္ဓာဝန်ဒုက္ခသစ္စာမှလွတ်မြောက်အောင်ဝိပါကံဒုက္ခသစ္စာကြီးမှလွတ်မြောက်ဖို့ရန်အတွက်ဘုရားပွင့်လာသည်တို့အတွက်ကြောင့်ဘုရားကိုကိုးကွယ်တာအဲ့ဒီဗုဒ္ဓဘာသာတော့ပညာတိကဗုဒ္ဓဘာသာနံပါတ်1အကောင်းဆုံးသောဗုဒ္ဓဘာသာဒါဆိုဟုတ်ပြီ ဘုံဘုံကဘာလို့ဖရာကိုကိုကွယ်တာလဲလို့မေးရင်နံပါတ်1ခန္ဓာဒုက္ခဝိပါကဝဒုက္ခသစ္စာကြီးမှကျွတ်လွတ်လို့တော့အတွက်ကြောင့်ဖရာကိုကိုကွယ်တာပဲဖြစ်ပါတယ်မြတ်စွာဘုရားဒီသစ္စာတရားကိုကောင်းစွာဟောပြတော့ကြောင့်မကင်၈ပါးလမ်းကိုကောင်းစွာပြတော့ကြောင့်ဖရာကိုကိုကွယ်တာဟုတ်ပြီတရားကိုဘာကြောင့်ကိုကွယ်တာလဲလို့မေးရင်ဓမ္မနုဓမ္မပရိပတ်တရားတရားပြီးဟောသည့်အတိုင်းမှန်သည်မှန်သည့်အတိုင်းကျင့်ကျင့်သည့်အတိုင်းရသည့်အတွက်ကြောင့်တရားတော်မြတ်ကိုကိုကွယ်တာပါ တန်ကတော့အရှင်သူမြတ်တွေကိုဘာကြောင့်ကူးကွယ်တာလဲစိတ်ကတ်တာလဲလို့မေးရင်သာသနာ၃ရပ်ကိုကောင်းစွာမယုတ်ကြိုးစားအားထုတ်နေတဲ့ကျင့်ပီးကျင်းဆဲကျင့်နေစေသာသနာတည်တံ့အောင်ထိမ့်သိမ်းဆောင်ရွက်တော့ကြောင့်တန်ကတော့အရှင်သူမြတ်တို့ကိုကူးကွယ်တာမှာဒါကြောင့်ဘုရားကိုကူးကွယ်တာဒုက္ခလွတ်ဖို့အတွက်ဘုရားကိုကူး